။စူပါရီချန်းကတော့ညတော့ကရှုံးခဲ့ရတဲ့အချောင်းရင်တချို့ကိုပြောပြလာခဲ့တာဖြစ်တဲ့တော့တနင်္ဂနွေလုံးကပြည်သက်တွေကအောင်းအောင်ခဲ့ရပါရီ။စူပါရီချန်းနဲ့ကျွန်တော်တို့ဂျပန်ဖိုက်တာမူကာစီတိုရဲ့ထူးပွဲကြီးကတော့ညတော့ကလုံးဝလုံးဝကိုထဲမှမထားတာရီဖြစ်ကုန်ပါရီ။မန္တလေးမှာတော့ဂျပန်ဖိုက်တာနဲ့ကျွန်တော်တို့ရဲ့မြန်မာဖိုက်တာဖြစ်တဲ့ MW ကအရင်တခါတုန်းကထိုးခဲ့ဘူးလေအဲ့ဒီပွဲမှာလေဂျပန်ဖိုက်တာဖြစ်တဲ့မူကာစီတိုကအနိုင်ရခံပြီးပဲဒါမဲ့ အမွေရဲ့ဖြောင်းလက်သည့်တစ်ချက်နဲ့ဂျပန်ဖိုက်တာကပွဲသိမ်းခဲ့ရတာပါ။ဒါကြောင့်မလို့ကျွန်တော်တို့အမှတ်မတင်ရှုံးသွားခဲ့တဲ့ဂျပန်ဖိုက်တာဟာခုတစ်ခေါက်မှာတော့ကောင်းမှုမို့သူရဲ့အားနည်းချက်တွေကိုပြင်ဆင်ခဲ့ပြီးတော့မြန်မာဖိုက်တာရဲ့အားနည်းချက်တွေကိုတီးထားတဲ့သူ့အတွက်တော့စူပါရီချန်းကိုအမှုတ်ချိတ်ပြခဲ့တာပါ။ဒီပွဲမှာဂိမ်းပလန်ကစကားပြောသွားခဲ့ပါတယ်။ပထမအချီတုံးကဖိုက်တာနှစ်ယောက်ကတယောက်နဲ့တယောက်လေ့လာခဲ့ကြတယ်။စူပါရီချန်းကလည်းတကယ်ကိုချိတ်တာပါ။နောက်ပထမအချီမှာတော်တော်လေးလေး သူရဲ့လက်တီထိုးချက်တွေကအားရဖို့ကောင်းတယ်။ဒါပေမဲ့ Japan Fighter ကဒီပွဲမှာ game plan တစ်ခုယူလာတာဗျ။ပထမတစ်ခုကသူ့ပုံစံအတိုင်းရှင်ထိုးတာပါ။နော်ဒီအချိန်မှာ Super Yi Chan ကိုသူမရှင်နိုင်ပေဖြစ်သွားပါတယ်။ Super Yi Chan ရဲ့ counter လက်တီတွေထိလို့မူးဝေတဲ့အချိန်ပထမအချိန်မှာဖြစ်ကုန်တာကိုအားလုံးပဲတွေ့ပြီးသားဖြစ်မှာပါ။နော် Super Yi Chan ကတာထွက်တော်တော်လေးကိုကောင်းတယ်လို့ကျွန်တော်တို့တွေ့ရပါတယ်။ဒုတိယအချိန်မှာတော့လယ်လုံးနဲ့เนาะတကယ်ကိုမှ game plan ကောင်းတဲ့ဘူဂါစီတိုကရှင်းမထိုးတော့ပါဘူး စူပါရေချမ်းเนาะတက်လုံပါဝါချတော့အောင် clinch ကနေဒူရီနဲ့ဆင့်တိုက်တာပါ UR fighter တွေက clinch မြန်မာသူသဘောပေါက်ထားတယ်ဒါအပြင်အရက်ရှိတော့ plan b ကအလုတ်ဖြစ်သွားပါတယ်เนาะအရက်ကလည်း ग्वा ရိခါကြောင့် reach ကလည်း ग्वा ရာပေါ့ဗျာဆိုတော့ drone ရိုက်ချက်တွေเนาะဒူးတိုက်ချက်တွေတောင်းရှောင်းစူပါရေချမ်းကို German fighter က PR ပွဲတော့ပွဲတိုင်းနေပါလုံအာနုံကောင်းကောင်းနေကစားလေးရှိတယ်စူပါရေချမ်းဟာဒီပွဲမှာတော့ဒုတိယအချိန်မှတက်လုံကြာသွားတာကိုကျွန်တော်နေနေတွေ့ရပါတယ် အဲ့ဒီကကြမှာမူကာစီတိုကလက်တီချက်တွေပြန်ထုတ်သုံးပြီးတော့ပွဲလိုက်ဖြတ်တာကိုတွေ့ရပါတယ်။စူပေချိုင်းရဲ့ပါနာမှုကြောင့်သာအလေးထိုးမခံရတာကိုကျွန်တော်နေနေတွေ့ရပါတယ်။ဒါကိုအကြည့်ချင်းအဖြစ်နော်ပွဲတစ်ခုမှာ game plan ကဘယ်လောက်ထိထိအေးကြီးရဲဆိုတာကိုကျွန်တော်နေနေတွေ့မြင်ရတာပဲဖြစ်ပါတယ်။စူပေချိုင်းကတော့ဒီပွဲမှာနော်ဒူးချောင်နေတာတွေ့ရတယ်။ဘာလို့ဒူးချောင်နေရလဲဆိုတော့ပရိသတ်တွေကနော်ပြောဆိုနေကြတာလေးတွေ့ရတယ်။စူပေချိုင်းရဲ့အသိမိတ်ဆွေတွေကတော့စူပေချိုင်းဟာဒီပွဲမတိုင်ခင်မှာအေးအေးမိနေကြတာ ဖျားကျင်တယ်လို့ဖြစ်နေကြတာလို့ပြောဆိုမှုတွေလည်းရှိနေတယ်နော်ဒါတွေကလည်း effect ဖြစ်ဖြစ်မှာပေါ့ဗျာဒါပေမဲ့ဒီပွဲမှာကြတော့ဘလို့ပဲအကြောင်းပြချက်ပြီးပါစေ super agent ဟာ game plan လိုပါရီပြန်မဲ့ Japan fighter ကတကယ်ကိုမှနော်ဒါ game plan ချက်ချင်းပြောင်းလဲတဲ့နေရာမှာတော်တော်လေးကိုတော်တယ်လို့ကျွန်တော်နေနေချီးကျူးပြစေထိုက်လက်နဲ့တမ်းမဲ့ super agent ကိုအနိုင်ရရှိသွားပါ super agent လေးအာစိတ်နဲ့မချပါနဲ့အကောင်းဆုံးပြန်လာပါနော်